ခောက်ကူမြို့အနီးချစ်တွဲမှုတွေကြောင့်မြို့ပေါ်မှာလက်စစ်မှုတွေဖျက်ထောက်ထားပြီးစစ်ကောင်စီကလုံခြုံရေးတင်းကျပ်နေပါတယ်။သုတချမ်းသာပြပို့ထားပါရခင်ဗျာ။မေလာတရနေ့ကစပြီးမကွေးတိုင်းပခောက်ကူမြို့တမတရားတစ်ကနေစစ်သားအင်အား200ကျော်နဲ့စစ်ကောင်စီကပခောက်ကူခရိုင်မြိုင်မြို့နယ်ထဲကကြေးရွာတွေကိုစစ်ကြောင်းထိုးခဲ့တာပါ။မေလာ9ရက်နေ့မှာပခောက်ကူမြို့လည်းပြောင်းဝင်သွားတဲ့စစ်ကြောင်းဟာအချိန်တစ်ပတ်အတွင်းမှာပေါ့ပင်ကန်ရွာကဖုန်ကြီးကျောင်းဘာဝင်နေ33လုံး၊တစ်ကြီးရွာကနေ6လုံးတို့ကိုမိရှုဖျက်ဆီးခဲ့ပါတယ်။ စစ်ကြောင်ထိုးတဲ့ချိန်လမ်းတစ်လျှောက်မှာဒေသကာကွယ်ရေးအဖွဲ့တွေကကြာဖြတ်တိုက်ခိုက်တာတွေဇက်တိုက်ပြုလုပ်ခဲ့တာကြောင့်စစ်ကောင်စီတပ်သားတချို့ထိခိုက်ဒေဆုံးခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်။ဒေသကာကွယ်ရေးအဖွဲ့တွေကပခုတ်ကူမြို့ပတ်ဝန်းကျင်အထိပြန်လည်ဖိအားပေးတိုက်ခိုက်ခဲ့တာကြောင့်ပခုတ်ကူမြို့ပေါ်မှာလုံခြုံရေးတင်းကျပ်ထားတယ်လို့မြို့ကန်တွေကပြောပါတယ်။မြို့ ကုန်ဖြတ်ပြီးတော့ဝေးသူတို့ပြတ်သွားတယ်ပေါ့ဗျာပြတ်ပြီးပြတ်သွားတာရှိရရှိသွားရင်အားခက်ခဲတာကိုရေရောမီရောခေါင်းပတ်ဝင်နေတဲ့တမျိုးမျိုးမုန်းတာနေတာကျွန်တော်တို့လည်းအများဆုံးဖြစ်နေကြတာတော့သူတို့စိတ်ကြောင်းထိုးလို့မလို့ဆင်ကြီးပြီးတဲ့ခဏမှာကျွန်တော်တို့ပတ်ပတ်လေအကုန်စိတ်ကြောင်းထိုးနေကြတာအောင်ပြေဆုံးဆိုလာရောင်းနေလို့ခံနာလာတာမှကျွန်တော်စိတ်ကြောင်းထိုးလို့မဟုတ်ဘူးလို့နှိမ်ထားတာလားတော့ဒီပတ်ပတ်လေကတော့ဖြစ်နေတာ ာဝန်ကြီးရဲ့လည်းဟန်ဆောင်ကြတာမရှိရှိရပေါင်းဆံကြောင်းချလုပ်ကြတာလူမွေးကြပါတယ်မေလာနေ့ရနေ့ကနေ6ရက်နေ့အတွင်းထိတွေ့တိုက်ပွဲတွေကြောင့်စစ်ကောင်စီကလေကြောင်းပစ်ကူနဲ့လက်နက်ကြီးပစ်ကူတွေပါအုံပြုခဲ့ပေမဲ့အထိကိုက်များလာတာကြောင့်စစ်ကောင်စီတပ်သားတွေဟာပခုတ်ကူမြို့တွေကိုပြန်ဝင်သွားခဲ့တာပါ စစ်ကောင်စီကမကွေးတိုင်းထဲမှာလေကြောင်းပစ်ကူပေးဖို့နဲ့ထောက်ပံ့လုပ်ငန်းဆောင်ရွက်ဖို့လင်းကွင်းငယ်တချို့ကိုအစင်းမြင့်တင်တာတွေပြုလုပ်နေပြီးပခုတ်ကူမြို့နယ်နဲ့ကရက်၆မြို့နယ်ဝါစီငွေစက်ကူထုတ်ဆက်ရုံကြီးကလမ်းရွာလင်းကွင်းကိုလည်းအစင်းမြင့်တင်တာတွေပြုလုပ်နေတာပါ လမ်းရွာကတော့တည်ရည်ဆိုတာတဲ့ကျွန်တော်ဝစီဆက်ယုံကြောင်းဒီလေးစိတ်ကရှိခဲ့တာကိုမွေးဆက်ကူရိုက်တဲ့ဆက်ယုံလုံကြုံရေးကြောင်းအရာကိုယူဆတယ် PDF နဲ့ပတ်သက်ပြီးတော့မှဓာတ်ရိုက်ဆိုင်တာတော့အဲ့ဒီပခုတ်လေးစိတ်ကစေးရရဘူးပါတော့မှအေးပါဘူးများတယ်ကျွန်တော်တို့ဒီပခုတ်ခရိုင်နဲ့ကံောက်ခရိုင်ဒီနေရာတွေကိုဒီကြောင်းတိုက်ခိုက်မှုလုပ်တာကမကွေးလေဓာတ်တို့မိစ္ဆာရှမ်းတဲတို့ကလာတာများတယ်ဗျအရင်တော့ဆိုလို့ရှိရင်လင်းစီခက်ခဲတွေပါတွေပါဖြစ်တယ်လို့ကျွန်တော်တို့ကြားရတာကိုဒီတော်လိုင်းရဲ့အတွက်တော့သူတို့ဘက်ကအနေထားကအရင်ပုံစံအတိုင်းမဟုတ်ဘဲနဲ့လေကြောင်းနဲ့ပတ်သက်ပါတော့မှဖြည့်တင်းမှုတွေပိုးလုပ်လာနိုင်တယ်ဆိုတာကို ော့တွေ့ရတယ်မေလာတည့်ရနေ့မှာမြိုင်နယ်တစ်ကြီးရောလေးရန်ပေါက်ပင်ကိုင်းစတဲ့ကြေးရွာတွေကိုစတင်စစ်ကြောင်းထုတ်ဝေရောက်တပ်ဆွဲခဲ့တဲ့စစ်ကောင်စီတပ်သားတွေဟာပြည်သူတွေရဲ့စားနပ်ရိက္ခာတွေနဲ့တန်ဖိုးရှိပစ္စည်းတွေကိုလည်းလူယူရာဖျက်ဆီးတာတွေပြုလုပ်ခဲ့တယ်လို့ဒေသခံတွေကပြောပါတယ်ကြီးတွေ့မှုတွေကြောင့်မြိုင်နယ်ရွာပေါင်း20ကျော်ကဒေသခံ9000ကျော်အရေးပေါ်ဆစ်ဆောင်ခဲ့ကြရပြီးစာဝန်တွေအခက်အခဲကြုံနေရပါတယ်ကျွန်တော်တုဒ္ဒချမ်းသာပါ